အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကဘာအချမ်းသာဆုံးပုဂ္ဂိုလ်တဦးရဲ့စိတ်ကူးရင်အိမ်မကြီးတဲ့အီလိုမန်အကြောင်းပဲဖြစ်ပါတယ်ဗျလောကကြီးမှာအချမ်းသာဆုံးပုဂ္ဂိုလ်လို့ဆိုလိုက်ဒီမှာပိုင်ဆိုင်မှုငွေကြေးအမြဲတစေပြောင်းလဲနေသောအခေါ်အဝေါ်တစ်ခုဖြစ်တော်လဲယခုလက်ရှိကဘာအချမ်းသာဆုံးအဖြစ်ရက်ရက်တည်နေသူမှာ ဤပညာနှင့်စုဦးတည်ထွင်မှုလောကကိုလောက်ခါပြောင်းလဲနိုင်သည့်ပုဂ္ဂိုလ်ကြီးဤလိုမပင်ဖြစ်ပါれဤလိုမရဲ့ထူးခြားတဲ့စိတ်ကူးရင်များဟာဤလိုမကရိုးရိုးဆွင့်ဦးတည်ထင်သူတတ်တာမဟုတ်ပါဘူးသူကကဘာလောကကြီးကအနာကတ်ကိုပြောင်းလဲပြစ်မဲ့စိတ်ကူးရင်အိမ်မက်များကိုလက်တွေ့အကောင်အထည်ဖော်နိုင်သူတူလည်းဖြစ်ပါれသူရဲ့လုပ်ငန်းမှာလည်းပုံမှန်စီးပွားရေးနယ်ပယ်နဲ့လုံးဝမတူရှားနာပါဘူး ဥပမာအားဖြင့်လက်စစ်ကကုမ္ပဏီကြီးတက်စလာကိုတီထောင်ပြီးကာလောကကိုဥဆောင်လက်ချိသလိုဒုံမြန်နဲ့အာကာသစူးစိုင်းကုမ္ပဏီကို တီထောင်ကလူသားများကို အင်္ဂါဂျိုပေါင်းနဲ့ကိုလိုနီနယ်မြေတူထောင်နေရင်အတွက်မနာမနေကြိုးပမ်းနေခြင်းမှာလေဤလိုမဲ့ရဲ့အမြင်ကျေပုံကို ပြဆိုနေပါတဲ့ ဒီလိုမဲ့အောင်မြင်မှုနောက်ွယ်ကအခက်ခဲကြံတန်းမှုတွေက သူကတနေ့တည်းတွင်လုပ်ငန်းကြီးများစွာရဲ့ CEO ယာဒုကိုတပြိုင်တည်းထက်ထမ်းဆောင်နေရသူလည်းဖြစ်ပါတယ်အခြားသူများအတွက်မဖြစ်နိုင်ဟုထင်ရတဲ့ပိုင်းတိုင်များကိုဒီလိုမဲ့ဟာကြီးကြီးမားမားစိန်ခေါ်မှုများကို ရေဆိုင်ဖြင့်ရှင်းနေရတဲ့မှာဒီလိုမဲ့ရဲ့နေ့စဉ်ဘဝပင်ဖြစ်ပါတယ် သူကစိတ်ကူးထိုင်းသည်အမြဲတမ်းအောင်မြင်သည်မဟုတ်တော့လဲမအောင်မြင်သည်တိုင်းအရှုံးမပေးပဲအချိန်ချင်းကြိုးစားနေရင်အမားများမှ သင်ငန်းစာယူက နောက်ဆုံးမှ ရေမှန်းချက်ပိုင်းတိုင်းကို ရောက်ရှိအောင်စွမ်းဆောင်နိုင်သူတို့လည်းဖြစ်ပါတယ်သို့တော့လက်မလျှော့သောဇွဲလုံးလန်းနှင့်အတိမ်အနက်ရှိသော အနာဂတ်အမြင်တို့ကပင်သူကိုကပအချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ်ယက်တီစေခဲ့ခြင်းဖြစ်ပါတယ် ဒီလိုမယ့်နီးပညာနဲ့အနာဂတ်အကြောင်းရဲ့စိန်ခေါ်ခြင်းအကြောင်းကိုဆက်ပြောကြရရင်သူရဲ့လုပ်ငန်းများသည့်နီးပညာနဲ့ပဲတင်မြဥပမာ AI ဉာဏ်ရင်တုတို့စွန့်စားဝင်ရောက်နေပြီးလူညာလက်ကဲတို့လူသားအုံတော့နဲ့ကွန်ပျူတာချိတ်ဆက်ပေးမိစိတ်ကူးရင်ဆန်သော ကုမ္ပဏီများကိုပါပိုင်ဆိုင်ထားပါတယ်သူကရိုးရိုးချင်းချင်းချမ်းသာကြွယ်ဝဖို့အတွက်သုံးဆွဲနေခြင်းမဟုတ်ပဲ လူသားမျိုးနွယ်တစ်ခုလုံးရဲ့အနာဂတ်ကိုဘုံမကောင်းမှုစင်ရန်ကဘာမီကိုကြော်လွန်၍အာကာသသို့တိုးချဲ့နိုင်ရန်အတွက်ရည်ရွယ်၍တွဲဆုံနေခြင်းဖြစ်သည်ဟု လူအများကယုံကြည်ကြပါသည်ထို့ကြောင့်ပဲဤလူမကငွေချေးရှမ်းသာကြွယ်ဝမှုကြောင့်သာမက ကဘာကြီးကို ပြောင်းလဲပြင်ရန်ရဲရဲဝံ့စိန်ဝေါ်ထားသောအနာဂတ်ကိုလက်တွေ့ဖန်တီးနိုင်သော သူရဲ့စိတ်ကူးစိတ်တန်းနဲ့စူးတီထွေလုံးစိတ်ကြောင့်ကဘာတဝမ်းကစိတ်ဝင်စားခြင်းကိုခံရသောထူးခြားတဲ့ပုံကိုယ်တူလည်းဖြစ်ပါတယ်။ဤလိုမရဲ့စိတ်ဝင်စားစရာအချက်တစ်ခုကတော့ဤလိုမကပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာထရီလီယံတဝက်ဒေါ်လာ900ဘီလီယံကိုပင်ကနာတာကျော်လွန်ရောက်ရှိခဲ့သည့်တမိုင်းဝင်ပထမဦးဆုံးပုဂ္ဂိုလ်တူပဲဖြစ်ခဲ့ပါတယ် ီလိုမဲ့အကြောင်းအရာကစာတသက်ဖြစ်ပေမဲ့လည်းလုံးဝအင်္ဂါကြိုပေါ်မဟုတ်တော့လဲရေမှန်းချက်ပန်းတိုင်းကိုအတိန်အနှံ့နဲ့ရိုးရိုးရှင်းရှင်းလူသားမျိုးစွဲတစုလုံးကသူ့ရဲ့လှုပ်ဆောင်မှုတွေကိုယခုအချိန်ထိယုံကြည်နေကြဆဲဖြစ်ပါတယ်ဒီလောက်ဆိုရင်ကပအချမ်းသာဆုံးပုဂ္ဂိုလ်တဦးဖြစ်တဲ့ဤလူမဲ့ရဲ့အကြောင်းကိုစုံလင်စွာသိရှိရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ